ပရာဇာတိဆိုတာဟိုယောက်ျားမွေကိုက်သားလေးနှစ်ယောက်တယောက်ကရေထဲမှာတယောက်ကစွန်ချီမိဘရထံပြန်တော့မိဘရထံအကုန်လုံးဆွေတွေမျိုးတွေပြက်စီးပူလွန်အားကြီးလို့အယူမှဖြစ်တယ်မလားအဲ့ဒီဒီအောင်တော့သိပါတယ်မကောင်းတာအကုန်သိနော်ကောင်းတာသာမသိမှာပဲပရာဇာတိအယူမှဖြစ်သွားခန္ဓာကိုယ်ပူလွန်လို့ဆိုပြီးအဝိတ္တေကုံဆွဲချော့ပြည့် ဘူးလုံးလို့ဆိုပြီးတော့သဘင်ကလည်းပြိတဲ့စီးမထားနိုင်ဘူးဖာလာကြီးချာအယူမအိန္ဒကာလှဲ့သွားဟိုရင်ကလည်းမလာနဲ့ဒီရင်ကလည်းမလာနဲ့အိန္ဒကာကသူ့ကိုအဖက်လှုပ်ချင်တဲ့လူမရှိတော့အားတက်မလားအားငယ်မလားအားငယ်အားငယ်ငယ်နဲ့ရှောက်သွားရင်သွားရင်နဲ့အခုလိုတရားပွဲနဲ့တွေ့တရားပွဲနဲ့တွေ့တော့တရားပွဲကလူတွေလည်းဟဲ့ယူမမလားနဲ့ အယူမမလန်နဲ့အဝတ်မမပါတာကိုဗျမလန်နဲ့မလန်နဲ့လို့တားနေတော့ဖခင်ကမတားပါနဲ့လာပါစေဒီလိုပြောလာပါစေလို့ပြောတော့ဟင်တလောကလုံးကငါဘဇူကမှဖတ်မလို့ဖခင်လာပါစေတဲ့ဖခင်ကတော့မဆိုးဘူးဗောစိတ်လေးနည်းနည်းအတက်တယ်နော်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကတတိံပတိလဘဘဂိနီ ဘဂိနီငါညီမတတိပတိလဘတတိရလိုက်စမဟေ့ညီမလေးတတိထားလိုက်စမ်းဒီလိုပြောဘဂိနီဆိုတဲ့စကားကြတော့အရိတာတက်သွားဘဂိနီဆိုညီမလို့ခေါ်တာဟဲ့ငါဆွေမျိုးတွေအကုန်ပြည့်စည်သွားပြီမှအကိုတယောက်ကြံသေးတယ်တရားဟောတာငါအကိုငါ့ကိုညီမနဲ့ ဒီလိုပုဂ္ဂိုလ်အကိုတယောက်ရှိမှတော့ငါဘာအငင်နေရရှိမလဲသူ့စိတ်ထဲမှာတွေးမှာပေါ့ဗျာအဲ့ဒီမှာအားတက်လာတဲ့အချိန်မှာမြတ်စွာဘုရားကတရားဟောပြီးနှလုံးသားမှာတရားတွေကိန်းလာတော့ဒုက္ခနာကိုသူပြန်ကြည့်တယ်အဝတ်ပါလားမပါတော့ရှက်တယ်ကြီးကြီးကျက်တယ်နဲ့တရားဝဲတဲ့ကလည်းထွက်မပြေးခြင်းဘူးတရားလည်းဆက်နာခြင်းတယ်အဝတ်မပါဘဲနဲ့လည်းနာခြင်းသိမရှိတော့ဘူးလုံးဂျုံချင်းလာပြီး အဲ့ဒါနဲ့ဟိုကြီးကြီးကြီးတော့မျိုးသမီးတယောက်ကတပတ်တစ်ထည်ပြစ်ပေးတယ်။တပတ်တစ်ထည်ပြစ်ပေးတော့ပထမရတဲ့တပတ်ကိုအောက်ကလုံကြီးလှုပ်ဝေးပလိုက်တယ်။ဒါပေမဲ့အထက်ကမလုံသေးတော့ရက်တာပဲ။ရက်တော့ဒုတိယရတဲ့တပတ်ကိုနောက်တစ်ခါမျိုးသမီးတယောက်ကတပတ်တစ်ထည်ထပ်ပြစ်ပေး။ဒုတိယရတဲ့တပတ်ကိုအပေါ်ကခြုံပြီးတော့လုံအောင်လှုပ်ပြီးတော့မှသူတရားနာသွားတယ်။ဒီနေရာမှာတော်တော်ကောင်းနေသုံးသပ်ဖို့ကောင်းတယ်။ပရာစာရီ နှလုံးသားမှာတရားမရှိခင်ကခန္ဓာကိုလုံခြုံရလားနှလုံးသားတရားရှိလာတော့ခန္ဓာကိုဘာဖြစ်ချင်လားဒါပဲခနေ့ဦးသလိုဗမာပြည်ကမျိုးသမီးတွေလုံခြုံနေတဲ့ဘဝကနေအဝိဇ္ဇာတွေဘယ်ဘက်ဥတည်သွားလဲနှလုံးသားမှာဘာတွေနဲလားအဝိဇ္ဇာကြီးသိတာလေတချို့ကောင်းနေတဲ့ဘောင်းမီတော်ဓာတ်နဲ့ခွဲထားတာရှိသေးဟုတ်လားဟော လုံကျုံနေတဲ့ဟာကိုမလုံကျုံအောင်ဖောက်ပြစ်နေတာဒီများကြီးနှလုံးသားမှာဘာမရှိလို့လဲနှလုံးသားမှာတရားမရှိခင်ဗရာဇာရီကဝိလစ်စလစ်နဲ့နေတာနှလုံးသားမှာတရားကိန်းဝတ်တော့ပြိသိအဝိကလေးလုံလုံကျုံကျုံလိုချင်တာဒါလေးတော်ကောင်းတယ်တန်ဝေကယူကိုကောင်းတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားတရားဟောတော့တရားလဲဆုံးရောဘုရားထံခွင့်ပန်တယ်ဘိက္ခုနီမှာဝိခွင့်ပေါ့ ဘေကုဏီမှာဖြစ်သွားတော့တရားကျင့်လိုက်တယ်ဘေဒရဟန္တာမကြီးဖြစ်ရဟန္တာမကြီးဖြစ်သွားတော့ဧဒရက်ရတာကဝီနီးဆောင်တဲ့နေရာမှာအသာဆုံးဆိုတဲ့ဧဒရက်ဟာသူရတာသူတော်ကောင်းတို့